हरे कृष्ण नमो ओम कृष्ण कृष्णप्रस्थाय भूतले श्रीमते भक्ति भक्तिवेदान्तस्वामीति नामिने नमस्ते सरस्वतीदेवे गौरवाणी प्रचारिणे निर्विशेषा शून्यवादी पाश्चादेशतारिणे जय श्रीकृष्ण चैतन्य प्रभु नित्यानन्द श्री अद्वैता गदाधर शिवासादि गौरवभक्तवृन्द हरे कृष्ण हरे कृष्ण 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 हरे 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 राम हरे राम 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 हरे कृष्ण ဆိုကျွန်တော်ကျေတနာကျေတာမျိုးကိုလေ့လာနေတာပေါ့ဘုရားရှင်ကရှနာတဖြစ်လဲကျေတနာမဟာပရဟိတကိုလေ့လာနေတာဒီဒီနေ့ဆိုရင်ရပောင်း၄၀နဲ့တော့၅ရက်ရှိပါပြီနောက်တော့ကျေတနာမဟာပရဟိတကိုတော့ပြောတယ်ဒီမတ်လ25ရက်နေ့ဆိုတော့နောက်တော့၄ရက်ပဲကြာမှာတော့လေဆိုကျေတနာမဟာပရဟိတရဲ့ဇက်တော်ကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်အောင်ဆိုတော့အခုကျွန်တော်ရောက်လာပြီစလဲဆုံးဆိုရင်နောက်ဆုံးပိုင်းပေါ့နော်အာဒီလီလာမတ်ရလီလာ အန်တက်လီလာလို့ပြောမှဆိုရင်အန်တက်လီလာကိုရောက်နေပြီအန်တက်လီလာမှာပါတဲ့မာယာဝဒီဖီလိုဆိုဖီရဲ့ကြောက်စရာကောင်းတဲ့ချက်ပြီးတော့အဲ့မှာပါတဲ့ဘဂဝါနာချာရီယာနဲ့ဘင်္ဂါလီကဗျာဆရာတယောက်အကြောင်းကိုကျွန်တော်နည်းနည်းလေးမျှဝေပေးပါဆိုဒီဘဂဝါနာချာရီယာဆိုတာတယောက်ရှိတယ်သူကသူကလည်းစံညာစီပဲတော့သူကဂျဂနတ်ပူရီမှာနေတယ်သူကအဲအမြဲတမ်းသူကမလုပ်တယ်လဲဆိုတော့ဘုရားရှင်ဂျေတနာမဘရူသူကပရစာသမစာဖို့ဖိတ်တယ်တော့အဲသူပဲရင်သူ့မှာသူညီတယောက်ရှိတယ်ကိုပါလ်ဘတ်တာချာရီယာဆိုတာ သူကဗေဒတ်ဖီလိုဆိုဖီတွေအားလုံးကိုသူကလေ့လာထားတယ်။ဒါပေမဲ့ तू ကဘုရားရှင်ကပုပ်ကိုမဲ့သဘောဆိုတာမျိုးကိုသူကသွားလာပေါ့နော်။ तू ကဘဝနာကြရီယာကသူကတရက်ကြတော့ဘာပြောလဲဆိုတော့နော်ဂိုပါလ်ပတာကြရီယာရဲ့နော်ရှင်းလင်းချက်တရားလဲမဆိုးပါဘူး။ तू ဆိုလဲလေ့လာသင့်ပါတယ်ဆိုလို့ပြောတဲ့ခါကျတော့ဆရုတာဘုဒ္ဓကချက်ချင်းကိုသူက तू ဆုံးမှာအဲ့လိုမပြောရဘူး။ဘုရားရှင်ကျေတနာမဘူးကမာယာဝါဒီဖီလိုဆိုဖီကိုလုံးဝမကြိုက်ဘူး။ တနည်းအားဖြင့်ပြောရင်ဒီလိုမျိုးမဟုတ်အောင်ကရေးထားတာပေါ့နော်ဘုရားရှင်ကပို့ကိုပဲဆိုတဲ့အနေအထားမျိုးရေးထားတဲ့ဥစ္စာကိုဘယ်လိုနည်းနဲ့မှနော်စကားလုံးနည်းနဲ့ချောက်ပြီးတော့ခြေတောင်းအောင်လုပ်ပြီးတော့ခြေတနာမှာဘလို့မပြရအောင်ပေါ့နော်ဒီပြီးတော့အဲ့အရာတွေကိုဖတ်လိုက်ရင်လည်းပုံမှန်အဖြစ်ဆိုရင်နော်ဒီစကားလုံးအလဲပြောင်းနေကြောင်းဘက်တာတွေကလမ်းမကိုရောက်သွားနိုင်တယ်ဆိုပြီးတော့သူကရှင်းပြနောက်တစ်ခေါက်ကျတော့ပြန်ပြီးတော့ဗราမဏတယောက်ကနေပြီးတော့เนาะဒီဘဂဝါနာကြာရီအနေနဲ့နေခဲ့ပါလို့ဆိုတော့ဗราမဏတယောက်ကနေပြီးတော့ထပ်ပြီးတော့เจตนามาဘုရို့ ဒီဂိုပါလဘတ်တချာရရဲ့နော်ကြပြားလေးတွေကိုတစ်ချက်ဖတ်ကြည့်ပါအောင်လို့ပြောတယ်ဆောမုဆောရုတာမုတဲ့ဆောမီကအများနဲ့သူကရေးတဲ့ဥစ္စာတွေအားလုံးဖတ်ကြည့်တယ်ကျေတနာမဘူးရှေချပါလာဆာလာလာသူကအရင်ဖတ်ကြည့်တယ်ဖတ်ပြီးတော့မှသူကဒါကနော်ကျန်းစာရင်လည်းကြိုက်သလားမကြိုက်သလားပြီးတော့မှကျေတနာမဘူးကိုပေးဖတ်တယ်သူအခုနအဲ့ဒီဂိုပါလဘတ်တချာရရေးထားတဲ့ဥစ္စာကိုသူကပြန်ဖတ်ကြည့်လိုက်တဲ့အခါမှာဘာသွားတွေ့လဲဆိုတော့ပထမဆုံးပါလာမှာပဲသူကနော်ဘုရားရှင်ရဲ့ခန္ဓာနဲ့ဘုရားရှင်ရဲ့အာတမနှစ်ခုကိုဒီပုဂ္ဂိုလ်က မတူဘူးဆိုတဲ့ပုံစံမျိုးလုပ်ထားတာကိုတွေ့တယ်။အဲ့ကကျတော့ဒါမာယာဘာသာ philosophy ပေါ့။ဆိုတဲ့ကကျတော့ဒါဟာတအားအပြစ်ကြီးတယ်ပေါ့နော်။အဲ့ကကျတော့ဒီစွာလူတာဝန်သက်ကဘာပြောလဲဆိုတော့ဗြဟ္မဏကိုမင်းတခါလေးပြောလိုက်တယ်။ဒီလိုမျိုးကိစ္စတွေမလုပ်ပါနဲ့။နော်ရှင်ဘာဂုတမကိုပေါ့နော်။ဒီလေးလာတဲ့အခါမှာဗိုက်စတဝတ်တယောက်ရှိရလေးလာပါ။ဒီလိုမျိုးဟာတွေကိုမလုပ်ပါနဲ့။ဒါမျိုးလေးလာတဲ့အခါကျရင်ပြဿနာတက်မယ်။ကြိုက်ကမှာစလို့တောင်းတဲ့နောက်တစ်မျိုးပြောလိုက်နောက်တစ်မျိုးသူကဘာလို့လဲဒီပိုဒီကြပြာကိုပဲသူကဘုရားရှင်ကို ်ချီကျူးတဲ့အနေနဲ့သူပြန်ပြီးတော့ဆက်ဆိုးပြီးတော့ဘာသာပြန်ပေးလိုက်တယ်အဲ့လိုပြန်ပေးလိုက်တဲ့အခါကျတော့အဲ့ဒီလိုလုတ်ပေးလိုက်တဲ့ကိစ္စလေးဟာဒီဘင်္ဂါလီအမြဆရာကိုတအားကိုသူယိုကျိုးနေကြသွားစီပြီးတော့ဇေတနာမဟာပရုရဲ့တပည့်အဖြစ်ခံယူသွားတယ်ဆိုဒီမာယာဝါဒ philosophy ဆိုတာပါလဲဆိုဘုရားရှင်ဒီပုဂ္ဂိုလ်မဟုတ်ဘူးဘုရားရှင်ဒီတက်ရှိချင်ရှာမရှိဘူးဘုရားရှင်ဒီပုဂ္ဂိုလ်မဲ့ဆိုတဲ့သဘောမျိုးကိုပြောတာ ဆိုတော့ဘုရားရှင်ဒီတက်ရှိတရားရှိပါလေဆိုတော့ဘုရားရှင်ကိုတက်ရှိတရားမရှိဘူးတော့ဘုရားရှင်ကတေတော့ဘုရားရှင်ကနေပြီးတော့တော့ဦးနာပြတဲ့ပုပ်ကိုမဲ့အလင်းအောင်တော့ဒါမှမဟုတ်လေပုပ်ဘုရားရှင်ကပုပ်ကိုတရံအစင်းတရံမရှိဘူးတော့ဒီလိုမျိုးပြောနေခြင်းဒီတော့ဒါကိုကျွန်တော်ကမာယာဝါဒ philosophy လို့ခေါ်တယ်ဆိုတော့အဲ့ဒါကိုစေတနာမဘုရားကလုံးဝမကြိုက်ဘူးပြီးစေတနာမဘုရားဒီမှာပြောတာပါလေဆိုတော့ဘက်တရီရှိရနေပြီးတော့ instrument ပါကိုတမုံနားထောင်ပါနော်ဘက်တီလုံးနေပါလေဆိုတော့ဘက်တရီရှိရနားထောင်ပါဘက်တီလုံးတဲ့ဆိုတဲ့ကံမှာလေတေချာလေးလာပါ ဒီပုံကိုတွေကတကယ်ပဲဘက်တီလုံးနေတာလားဒါမှမဟုတ်ဘက်တီလုံးချင်အောင်ဆောင်းနေတာလားဆိုတဲ့ကိစ္စကိုလည်းတတိယချာလေးလာဖို့လိုပါတယ်။နောက်ပြပြလေးကတော့ဒါမိုးသားပဏိတ်နဲ့ဒါမကျန်တဲ့ပူရီအကြောင်းပေါ့။နော်ဒီကျန်တဲ့မဟာပရဘူးကမတော်ပဲဒါမှမေတ္တာကြီးတာကိုမေတ္တာကြီးတော့ကလေးလေးတယောက်သူရှိလာတဲ့ခါမှသူအမြဲတမ်းသူဂယူးဆိုင်တယ်။နော်ဂယူးဆိုင်တယ်။အဲဂယူးဆိုင်တော့အဲ့ဒီကလေးကိုဂယူးဆိုင်တဲ့ချိန်မှာဒါမိုးသားကပြောတယ်။ဘာပြောလဲဆိုတော့ဒီကလေးကိုဂယူးမဆိုင်နဲ့ဒီကလေးဟာ မိုးစိုးမတယောက်ရဲ့ကလေးဖြစ်တယ်ခင်ဗျာသူ့ကိုခဏခဏဂီယူဆိုင်နေဆိုရင်ဒီမိုးစိုးမနဲ့ခင်ဗျားနဲ့ကိုပြောကြမယ်ဆိုလို့ပြောတယ်အဲ့ဒါလည်းဂျက်တနာမောင်တို့ကသူ့ကိုခဏခဏဂီယူဆိုင်တဲ့ခါကျတော့အဲ့ဒါကိုလူရှိသူရှိမှသူကဒီကလေးကိုမယူဆိုင်ကောင်းလားဆိုတော့သူကအော်လားဂျက်တနာမောင်တို့ကသူ့ကိုခွင်တော့ခွင်လို့တယ်ယူသားလို့သဘောလဲကြတယ် straight forward နော်ဒဲတို့ပြောတယ်လို့သဘောလဲကြတယ်ဒါပေမဲ့လည်းသူ့ကိုနောက်ပိုင်းကျတော့စက်တော့မလုပ်တော့ဘူးဒီကလေးကိုတော့လေးလူရှူလိုက်တယ်ဘာမှမလုပ်တော့ဘူးဒါပေမဲ့ဒါမှမဟုတ်သူတို့ကဘာပြောလဲဆိုတော့ဂျက်တနာကူကြီးကထွက်သွားလိုက်တော့ နဝဒီကိုသွားနဂဒီကိုသွားပြီးတော့ငါအမေစကြီးမသားကိုယူဆိုင်ပေးပါလို့ပြောလိုက်တယ်။ဆိုတော့ဒါမိုးသားကတကယ်တမ်းပြောရင်တော့အင်မတန်မှကြီးမမြင့်မြတ်တဲ့ဒီဘိုဒီဖြစ်တယ်။ဒါပေမဲ့ तू ကသူ့ရဲ့ဂူရူကိုသူပြန်ပြီးတော့နော် advice လုပ်ရမယ်အနေထားမျိုးရှိတယ်။အခုတပြီတော့ Krishna ကိုယ်တိုင်ဖြစ်နေတဲ့အခါကျတော့နော်။ဆိုတော့နောက်တဲ့အပြည့်အစုံကတော့ Ishwar Puri ရဲ့ဇလန်းပေါ့။ Ishwar Puri ကနော်ကျွန်တော်ဒီနေ့ကမာဇင်းသပူရီရဲ့ပြန်ပြန်တော်မူတော်နေပြီ။မာဇင်းသပူရီရဲ့တပည့်က Ishwar Puri Ishwar Puri ရဲ့နော်ရှိရာ နော် disciple ဘောအိရှွတ်ဘုရင်ရှာတရားယူတာဒီကျေတနာမဟာပရဟိတ်ဆိုတော့ကျေတနာမဟာပရဟိတ်ရဲ့ဂူရုဖြစ်တဲ့အိရှွတ်ပုရိဟာရာမကျေတနာပုရိနဲ့တကယ်တမ်းအနေအောင်စလုံးကမာသမိတပုရိရဲ့တပည့်တွေဖြစ်တယ်အိရှွတ်ပုရိကတော့သူ့ရဲ့ mood ကိုစေပါလုပ်တယ်ဂျိုးဂျိုးနေတယ်ရာမကျေတနာပုရိကကျတော့အဲ့လိုမဟုတ်သူ့ရဲ့ဂူရုကိုလည်းဆိုပြန်ပြီးတော့နော်ဝေဖန်တာတို့ပြန်ပြီးတော့မဟုတ်တာတွေပြောတာကိုလုပ်တယ်ဆိုတော့အဲ့လိုလုပ်တဲ့အခါကျတော့သူတပြေးပြေးတပြေးပြေးဘာဖြစ်လာလဲဆိုတော့သူ့ရဲ့လောကုတ္တရာဥစ္စာတပြေးပြေးတပြေးကြာလာ သူကဘလို့တော့ဆိုးလဲဆိုရင်ကျေတနာမဟာပုရုရဲ့အိမ်မှာနေတဲ့နေရာပေါ့အဲ့ကမ်ပီတာပေါ့အဲ့နေရာမှာဘယ်လိုစိတ်တွေတွေ့တာသူကဘာမှကျေတနာဘာလို့လဲဆိုတော့စနေစီဖြစ်ပြီးတော့ပေါ့နော်ဒီလောက်အချိုးတွေအများကြီးစားရသလားဆိုလို့ပြောတာသူကနော်ဒီသူပြောတဲ့ဝေဖန်ပြတဲ့ဘာမှဟိုအကြောင်းပြချက်မရှိဘူးဗျာတမင်ကိုရုံမှာပြီးတော့ပြောတာတမင်ကိုအပြစ်ပြောချင်လို့ပြောတာဒါပေမဲ့ကျေတနာမဟာပုရုဘာလို့လဲသူအဲ့လိုပြောတဲ့နေရာနေစားပြီးတော့စားတဲ့အစားအသောက်တွေအလုံးတဝက်ချောချလိုက်တယ်တဝက်ချောချလိုက်တယ်တဝက်ချောချလိုက်ပြီးတော့ ဒါမင်းကျန်တဲ့ပူရီကိုလည်းငကိုလိုပဲဟော respect ပေးတယ်ဆိုအဲ့တော့ဟိုတော့မှသူကဘာဆက်လုပ်လဲဆိုတော့ဒါမင်းကျန်တဲ့ပူရီကထပ်ပြီးတော့ချက်တန်းမှာဘလို့ကိုထပ်ပြောတယ်ဒီလိုမျိုးမလိုလားအပယ်နဲ့မစားစားတော့တဲ့အလုံးတဝက်တစ်ပြည့်ရှော့ချလိုက်တယ်ဆိုတဲ့ကိစ္စကဒါတကယ်လို့ပြောရင် dry redundancy ပေါ့။နော်ဒါကအချောက်တိုက်နော်စွန့်လို့ဖွဲ့ကောက်ခြင်းလုံးပြတာဒါကလို့ဆန်ရစီမှာအဲ့လောက်ကြီးမလိုဘူးဆိုတော့ပြန်ပြောပြန်ဟောသူက။သူပဲမစားလို့ပြောတယ်သူကပြီးတော့မစားလို့ပဲလည်းပြန်ပြောတယ်။ဆိုတော့နောက်ဆုံးမှာ မလို့အပ်ပဲနဲ့သူပြောတယ်ဆိုတော့ဒါပေမဲ့ဂျန်တနာဘောက်တော့ပြောလေပြောတယ်လေးစားသမှုပြုတယ်ဘာမှမပြောဘူးတော့အဲ့မှာသူကရှက်ပြီးတော့ထွက်သွားတယ်ဆိုဂျန်တနာဘောက်တော့နောက်ပိုင်းကျတော့မှဘက်တီးရီးယားတောင်းဆိုလို့ဆိုတော့သူရဲ့ပုံမှန်အတိုင်းပြန်စားတယ်ဆိုဒါပေမဲ့ဒီမှာဘာကိုပြလဲဆိုရင်လူတယောက်ကသူ့ကိုဘယ်လောက်ထိဝေဖန်ပိုင်းချပြီးတော့ဘယ်လောက်ပဲအပြစ်ဖို့ဖို့ပေါ့နော်ဘယ်လောက်ပဲဝေပဲအဲ့ဒါကိုသူကမပြန်မတုံ့ပြန်ဘူးပေါ့ဘယ်ပြန်မတုံ့ပြန်ဘူး နော်အဲ့ဒါကိုပြောလိုက်တဲ့ဥစ္စာကိုကြည့်လို့သူ့ကိုသူပြင်းတယ်ပေါ့ဆိုလိုချင်တာကျွန်တော်တို့တရားတော်ကအပြစ်ပြောလိုက်တဲ့ခါမှာကျွန်တော်တို့ကအပြစ်ပြောတဲ့လူကိုသွားပြီးဒေါသထွက်နေမှာစအဲ့ဒီအပြစ်ကဘာဖြစ်လို့ပြောတာလဲအဲ့ဒီအပြစ်ကိုငါပြင်ရမယ်ဆိုတဲ့စိတ်နဲ့သွားတယ်ဆိုတော့ကျေတနာမဘုရုကအဲ့ဒါကိုတကယ်လုပ်ခဲ့တာဖြစ်တယ်ဆိုတော့တကယ်လုပ်ခဲ့တဲ့အခါကျတော့တကယ်ကိုအကျိုးရှိခဲ့တာနော်ကျွန်တော်တို့ကလည်းဗိုင်းစတမတီဖြစ်တဲ့ခါမှာကျွန်တော်တို့တရားတော်ကတရားတော်အပြစ်ပြောတယ်ပေါ့ဟိုအပြစ်တရားဖြစ်တယ်ပါညာပြောလို့ဆိုရင်အဲ့ဒီခါကျကျွန်တော်ကယိုးကျူးကျူးတဲ့စဉ်းစားရမယ်သူတို့ပြောတယ်တကယ်လားဟုတ်ပြီတကယ်တကယ်ဆိုရင်မလုပ်အောင်ပြင်ရပြီးတော့မလုပ်ကိုကိုတို့တောင်းလို့ ကျွန်တော်တို့ကအပြစ်ပြောတဲ့လူတွေကိုကျွန်တော်ကကျေးဇူးတင်ရမှာဘာလို့လဲဆိုကျွန်တော်တို့ရဲ့အပြစ်ကိုကျွန်တော်မမြင်နိုင်ဘူးကျွန်တော်ကကအပြစ်ပြောတဲ့လူတွေကိုကျွန်တော်ကဘာပြောရလဲတော့ပြန်ကျုံးတာပေါ့တော့ပြန်ကျုံးတယ်သူ့ကိုသူကသူကဘာကောင်းမလို့လဲသူကဘာအဲ့လိုမျိုးမဖြစ်ဘူးနော်ဘယ်လိုမှမဖြစ်ဘူးဆိုတော့ဆိုတော့ရာမကျေးဇူးပူရီကတော့ကျေတနာမပရဘူးရဲ့အင်မတန်မှတန်ဖိုးရှိတဲ့စံကတ်ကိုမယူတော့ပဲနဲ့သူကနော်သူကျကနာပူရီကနေထွက်သွားတဲ့စိုးရောက်သွားတယ်ဒါလည်းဖြစ်ပြတဲ့ခုပေါ့လေ ဗောဓရားလေးရအင်မတန်မှတင်ကန်းစာယူကြကိစ္စပြီးတယ်ကျွန်တော်ဘုရားမှာဘုသူ့အမနော်ဒီအပရမလုပ်ဖို့လို့ဘုသူ့အမမစော်ကားဖို့လို့ဒေါတာတွေကကျွန်တော်တို့နော်တသက်တေချာကိုနော်စဉ်းစားဆင်ခြင်ရမယ့်ကိစ္စတွေဖြစ်တယ်ပေါ့ဒါမလုပ်တဲ့နဲ့ကိစ္စတွေအဲ့လိုလုပ်ရင်လည်းဘသူပဲချိုးယုံလို့ဆိုကျွန်တော်တို့ပဲချိုးယုံနောက်ဖြစ်ပြတဲ့ခုကတော့ဘာလဲဆိုတော့ပရဒုမနမစ္စရာကြောင့်ပရဒုမနမစ္စရာကြောင့်တဏမဘုရုရှူလာပြီးတော့ကရှင်နာအကြောင်းကိုတော့နားထောင်ခြင်းနဲ့ပြောရတယ် သူကချက်ချင်းကရစ္စနာကြောင့်နားထောင်ခြင်းနဲ့ပြောတဲ့အခါကျစေတနာမဟုတ်တော့ပါဘူးဆိုတော့ရာမန္တရာရရှိသွားရာမန္တရာကတကယ် qualify ဖြစ်တယ်ငါငါတော့အဲ့လို quality မရှိဘူးလို့ပြောတယ်အဲ procedure မရှိတာရာမန္တရာရှိသွားတဲ့အခါကျတော့ရာမန္တရာက तू ကဂျဂနာကြီးရဲ့ရှေ့မှာကမဲ့ကောင်းမလေးတွေရှိတယ်အဲ့ကောင်းမလေးတွေကိုသူကတေးချနော်ဟွာပေါ့တေးချကတာတင်ပေးတယ်ကတာတင်ပေးတော့သူ့ရဲ့ခန္ဓာကိုယ်ထိတာတို့အဲ့ကောင်းမလေးတွေကိုထိတာတို့ဘာလို့ကြောင့်လို့ရှိတာပေါ့ကျတော့ထိပြီးတော့တင်ပေးတာတို့နောက်ပေါင်းညှိနှိပ်ပေးနေတာတို့အဲ့လိုမျိုးတွေတွေ့ရတယ် တွေ့တဲ့အခါကျတော့ဘယ်သူမှမပါပြီလားဟာအသားလေးသူကကြည့်ပြီးတော့နော်ဟာဒီလူကနော်မိန်းမတွေနဲ့တလောဆက်ဆံတယ်ဒီမိန်းဒီလူလူရှိရနေကခရစ်စတာကထောင်းနားထောင်လို့မရဘူးဆိုတော့ပြန်သွားအောင်ဆိုတော့နော်တော်တော်လေးမတွေ့တော့ဘူးစကားလည်းမပြောတော့နောက်တည့်ရကျတော့ဂျေတနာမဘုရားဘယ်သူမှမရှိတော့ဘယ်သူမှမရှိတော့ရောက်လာတဲ့အခါကျတော့ဘယ်သူမှမျက်နှာမကောင်းဘူးဘာဖြစ်တာလဲဆိုတဲ့အခါကျတော့ရမန္တသားကိုသူတွေ့တာကိုပြန်ပြောပြရတော့ဘာဖြစ်ဘာဖြစ်တယ်ဆိုတော့ရမန္တသားမဟုတ်ဘူးဒီကကလေးတွေကို ကောင်မလေးတွေသူကိုင်ပြီးတော့စကားပြောနေနေပေးနေခန္ဓာကိုယ်ထိပြီးတော့လုံနေတာခင်ဗျာတော့ဒီလူကမျိုးနေနဲ့မိမနေနဲ့လောက်ရှုပ်စေတနာမဘုရားကရှင်းပြမဟုတ်ဘူး तू ကတော့သူ့ရဲ့တော့သာဝရ identity ဖြစ်တဲ့သူ့ရဲ့တာဝကအနေနဲ့သူကသွားနေတာဖြစ်တဲ့အတွက်စေတနာမဘုရားရဲ့အဆိုအရဒီရမဏန္တရာယကသူ့ကိုယ်သူ तू ကအရှင်ရဲ့ဂိုပီးတွေလိုမျိုးဘုရားရှင်ရဲ့အလုတမကောင်မလေးတွေလိုမျိုး तू အလုလုပ်နေတယ် ော်ဒီကောင်သူ့တကွတူကောင်မလေးတယောက်လိုအလုပ်လုပ်နေပြီတော့နောက်ကောင်မလေးတယောက်ကိုထိနေဆိုတဲ့ကိစ္စကိုသူဘာမှခံစားရတာမဟုတ်ဘူးသူစနာစန်းကျင်ဘက်လင်ရဲ့အထီးတွေ့မျိုးသူခံစားနေရတာမဟုတ်ဘူးသူတကယ်စာဝကတယောက်နေနောက်တယောက်ကိုသူပြန်ပြီးကတအောင်ဇူတအောင်လုပ်ပတ်တော့တင်ပေးနေတာပဲဖြစ်တယ်ဆိုတော့အဲ့ဒါနဲ့နောက်တစ်ခေါက်ကြမှယတနာမဘလူရှင်းပြလိုက်ပြီးတဲ့ခါကျမှပရဒုမနာကဘာလို့လဲဆိုတော့နောက်တစ်ခေါက်ပြန်ပြီးတော့ဘာလို့ချင်းကပ်ပြီးတော့မှကရှနာအကြောင်းကိုပြောပြီးတော့နားထောင်ခိုင်းတယ်ဆိုတော့အဲ့ဒီချိန်မှာရမန္တရာကြီးပြောပြတယ်ကရှနာအကြောင်းတော့ဘုရားရှင်ရဲ့ transcendental nectar ပေါ့ နော်လောကုတ္တရာအကြောင်းကိုတေချာပြောပြတဲ့အခါကျတော့နော်သူအဲ့မှာသဘောကျသွားတယ်အပေါ်ယံကြည့်မယ်ဆိုရင်တော့ဘဒုမနာကတအားကို qualify ဖြစ်တဲ့ဗလာမနာတယောက်ဖြစ်တယ်သူဗလာမနန္တကပုံမှန်တာမန်ဂရိယစ္စရှုဒရတယောက်ဖြစ်တယ်သူအလုံးလုံးနဲ့သူတယောက်ဖြစ်တယ်သူဘဒုမနာမစ္စတာကဗလာမနာလာမနန္တလိုက်ကဂရိယစ္စရှုဒရဒါပေမဲ့ဇေတနာမဘရုကပါပြောလို့မဟုတ်ဘူးမင်းဗြဟ္မဏဖြစ်တာရေးမကြည့်ဘူးဂရဂရက်စတဖြစ်တာရေးမကြည့်ဘူးရှုဒရဖြစ်တာရေးမကြည့်ဘူး အမရတလိုက်ကမိထအဆင်မြင်တယ်ဆိုတော့ချပြတယ်။ကျေဇနာမဘုရူပြောချင်တဲ့အိဗေကပါလဲဆိုတော့ principle ကပါလဲ advancement ကတော့တိုးတက်တယ်ဆိုတဲ့ကိစ္စပါလဲဆိုတော့ internal realization အထဲကနေပြီးတော့ဘုရားရှင်ကိုဘယ်လောက်သိတာသလဲအထဲကနေပြီးတော့ဘုရားနဲ့ပတ်သက်ပြီးတော့ဘယ်လောက်လုပ်နေလဲအထဲကနေပြီးတော့ဘုရားနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိနားလည်ထားသလဲအဲ့ဒါကဒီအပေါ်ယံဆွလွတ်ပဲခွာခြင်းနဲ့ပူပြီးအရေးကြီးတယ်။အခုလူတွေကတော့အပေါ်ယံဆွလွတ်ပဲခွာမှုကိုပဲဦးစားပေးကြတယ်။အပေါ်ယံမှာကျွန်တော်ဟန်ဆောင်ပြီးတော့ အကုန်လုံးလုံးပြလာတဲ့ဟာတွေကိုအားလုံးကိုတကယ်အမှန်ထင်ကြတော့အပေါ်ရန်လုံးနေတဲ့လူတွေအားလုံးတော့ပြောလာမဟုတ်ဘူးပေါ့တချို့လူတွေကအပေါ်ရန်လုံးတယ်ဆိုရင်အဲ့ဒီအပေါ်ရန်လူတွေကအပေါ်ရန်လူတွေကအပေါ်ရန်လုံးတဲ့လူတွေကပုံပြီးဟန်ဆောင်ကောင်းတာဟန်ဆောင်ကောင်းတဲ့အခါကျတော့သူတို့ကိုပို့ပြီးတော့လူတွေကပို့ပြီးတော့ယုံလွယ်တယ်ဆိုတော့ကျွန်တော်တို့ယုံလွယ်တဲ့ကံမှာနောက်ဆုံးဘယ်သူပဲဒုက္ခရောက်မလဲဆိုတော့အဲ့ဒီယုံလိုက်တဲ့သူတွေကဒုက္ခရောက်မှာသူတို့မတိုးတက်ဘူးပေါ့ဆိုတော့တိုးတက်ခြင်းလဲဆိုရင်ကျွန်တော်ကဘယ်သူတွေနဲ့ပေါင်းခြင်းတယ်လဲဘယ်သူတွေနဲ့အဆိုရှင်းဖြစ်ခြင်းလဲဆိုတော့ကျွန်တော်ကကိုယ့်ကိုယ်ကိုရွေးရအဲ့လိုရွေးတာမားသွားပြီဆိုရင်ဘဝမှာမပါဖြစ်လဲဆိုတော့လမ်းမကို ရောက်သွားတတ်တယ်ဟိုဒါဟာအင်မတန်မှတော့ကြောက်စရာကောင်းတဲ့ကိစ္စတခုဖြစ်တယ် digital မဲ့ကိစ္စတခုလည်းဖြစ်တယ်ဟိုဒါဟာကျွန်တော်တို့ကျွန်တော်တို့လည်း digital လေးစဉ်းစားမဲ့ကိစ္စတခုဖြစ်တယ်ဒါကြောင့်ဖြစ်နိုင်ရင်ဗျာရှင်နဲ့ပတ်သက်ပြီးတော့ကိစ္စတွေလုပ်တဲ့ကိစ္စတွေအားလုံးမှာစနစ်တကျလုပ်ပါ digital ပါ အပေါ်ယံအစပိုင်းမှာအပေါ်ယံဖြစ်နေတော့မှာအတွင်းကနေပြီးတော့ပြောင်းလဲဖို့ကြိုးစားပါအတွင်းထဲမှာရှိတဲ့အကျင့်တွေကိုပြင်ပါအတွင်းထဲမှာရှိတဲ့နှလုံးသားကိုတဖြည်းဖြည်းတဖြည်းဖြည်း တုံတင်ပေးပါအဲ့လိုတုံတင်တုံတင်တုံတင်နေမှာပဲကျွန်တော်ကဘုရားရှင်နဲ့နှီးစပ်မှာဖြစ်တယ်မဟုတ်ရင်ဘုရားရှင်နဲ့နှီးစပ်မှာမဟုတ်ဘူးကျွန်တော်ကဂျေတနာမောင်ကိုပြောတော်မူတဲ့မတ်လ25ရက်နေ့လာမှာနောက်တစ်4ရက်ပဲကြာတယ်ဂျားတယ်မှာဆို3ရက်ပဲကြာတယ်ဒီနေ့ကြာတာပြီတောက်ကြစနေတနေ့ကိုဒီ3ရက်အတွင်းမှာကျွန်တော်ဂျေတနာမောင်ကိုပို့ပြီးတော့လေးလေးနဲ့ဆူတောင်းပါဘုရားရှင်နာမတော်ကိုရွတ်ပါဘုရားရှင်ကျေးဇူးတော်မှာဘုရားရှိဝတ်အဝတာဖြစ်တယ်ဆိုတဲ့ကိစ္စကဘာလဲဆိုတော့ဘက်တရီကိုပို့ပြီးတော့ရင်းနှီးနဲ့ပို့ပြီးတော့ကဲကျင်တာလည်းပါတယ်ကျေးဇူးတော်မှာဘုရားရဲ့တပည့်ဖြစ်ဖြစ်လာတဲ့အခါမှာ ော်ယုံတိုင်ယုံဘာအန်တရမှာမကြောက်နိုင်အောင်ကိုကျေကျေနာမောက်ဘူးကာကွယ်ပေးလိရှိတယ်ဒါဟာဒီမှာဒါမှအရေးကြီးတဲ့ကိစ္စတခုဖြစ်ပါတယ်အားလုံးကိုကျေကျေနာမောက်ဘူးရဲ့မြေတားကိုကြောက်ရောက်ချင်းချင်းပါတယ်